မြန်မာစစ်တပ်ကနေသူတို့လုပ်မဲ့2025ရွေးကောက်ပွဲအတွက်ဒီရွေးကောက်ပွဲကိုမဲလာထည့်အောင်မဲပေးအောင်ရွေးကောက်ပွဲကိုလူတွေစိတ်ဝင်စားအောင်ဆိုပြီးတော့နီလန်မျိုးစုံတွေဝါရက်ဖြန့်ချီနေကြတော့ခင်ဗျားတို့အလုံးသိပါပဲအဲကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကာလမှာဆိုလဲဒါခစ်သမိုင်းကိုဒုံဆန်ကြားနေသူများဆိုပြီးတော့အဲဒီဗီဒီယိုအတူတပုတ်ကိုသူတို့ထုတ်လွှင့်ခဲ့တယ်ဗီဒီယိုတူတူတို့ကိုထုတ်လွှင့်တော့အဲ့မှာဆိုရင် Academy မင်းသားမင်းသမီးတွေကိုအသုံးပြုထားပြီးရောတရုတ်ဆောင်တွေကိုအသုံးပြုထားပြီးလူလူစိတ်ဝင်စားအောင်လုပ်တယ်ပေါ့နော်ဒီကြားထဲမှာမှကျွန်တော်သုံးသက်တာသူတို့ဒီဒါ ဟိုလူတွေရဲ့တုံ့ပြန်ခြင်းတဲ့စိတ်ကိုလည်းအသုံးပြုပြီးတို့ဒီဗီဒီယိုကားကိုဒီဗီဒီယိုကားအတူပေါ့နော်ဖြန့်ချိဖို့ဟိုလူကြီးတွေရောက်ဖို့ကြိုးစားခဲ့တယ်ပေါ့အဲ့တော့ဘာလို့အဲ့ဒါကိုထောက်ထားနေပြောချင်တာလဲဆိုတဲ့အခါကျတော့ဒီထဲမှာဒီတော်လိုင်းအင်အားစုတွေဘက်ကတုံ့ပြန်နိုင်တဲ့တော့ကျွန်တော်တို့ဒီဘလို့မှလက်မခံနိုင်တဲ့ဇာတ်ကားတွေကိုတွင်တွင်ပြောပြီးတော့သူကလူအဖွဲ့စည်းတွေကိုဒီဘက်ကတုံ့ပြန်ခြင်းအပြင်ဒီဗီဒီယိုကားကိုတန့်ချိပြီးရောက်ရှိအောင်လုပ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဒါကဒီရှေ့မှာသူတို့ ရိုက်ကူးခဲ့တဲ့ခေတ်သမိုင်းကိုတုံးဆိုင်ကြသည့်ဂျာနီသူများဆိုတဲ့ဗီဒီယိုတော်နဲ့ပတ်သက်လို့ပါကျွန်တော်ဒါကိုလည်းသုံးသက်ချက်ဗီဒီယိုလေးတစ်ခုလုပ်ထားပါတယ်။နောက်ဆက်တွဲရတော့ဒီဗီဒီယိုဒီအတိတ်ဝေမရှိ တော့ကျွန်တော်ဘယ်လိုပြောမလဲဒီလူဖွဲ့စည်းကိုတိုက်ခိုက်သူတို့ရွေးကောက်ပွဲကိုပဲဇန်းတင်ထားတဲ့ DVD ကိုနောက်တစ်ခါဇက်ဆောင်တယောက်ချင်းစီမှာပါတဲ့ပြောဆိုတဲ့ dialogue တင်နဲ့ပတ်သက်ပြီးတော့ဒီသူအများစုမှာစိတ်ပုံဝင်မကြတာဖြစ်တယ်ပြန်လဲတုံ့ပြန်ကြတာ Facebook မှာဆို reaction နဲ့ပေးကြတာဖြစ်တဲ့အခါမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းနောက်ထပ်နောက်ဆက်တွဲအနေနဲ့ဒီအမှုတင်ညာရှင်လို့ပဲပြောမလားကျွန်တော်ဒီရုပ်ရှင်ဗီဒီယိုအတိုင်းဝိုင်းတရုပ်ဆောင်အတိုင်းဝိုင်းတွေက၅ဦးတီးတီးပေါ့နော်ဆက်ပြီးတော့ဖန်ဆီးထားတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီမှာဆိုရင်လည်းဒါနာမည်ကြီး Director Mighty တို့ကျော်ဝင်းတို့အုံတိုင်း ောက်တခြား driver တွေဖြစ်တဲ့ဇဘူထွန်းတက်လွင်တို့ကျွန်တော်အောင်ချမ်းလူတို့ပါဝင်တာတွေ့ရပါတယ်ဒီ9ယောက်ကိုလည်းထပ်ဖန်းထားသလိုတခြားရွေးကောက်ပွဲကိုစန့်ကျင်နှောက်ရက်သူများမှနှောက်ရက်သူများအဖြစ်ပေါ့နော်ဒီလိုဖွင့်လာလေဟိုအမှုတွေဖွင့်ပြီးတရားစွဲဆိုတာလေးတွေ့ရပါတယ်အခုနောက်ထပ်တွေ့လာတဲ့ပုံစံကတော့တို့ဗီဒီယိုအဟောင်းတွေကိုပြန်ပြီးအသုံးပြုတာပါအဲ့တော့ကျွန်တော်အခုဒီမှာကျွန်တော်ကိုယ်တိုင်အောင်မှားပြီးတော့ဒါ analysis video လုပ်ခင်မိတယ်အဲ့ဒါကတော့ဒါဒိုးပေါတို့ဇော်ဝင်းနိုင်တို့ဂွန်းပုံတို့ပါတယ်ဒါဗလာမဲဆိုတော့ ဗီဒီယိုအတူပေါ့ဒါကတော့2020ရိုက်တယ်လို့ကျွန်တော်တို့သိရတယ်ကျွန်တော် YouTube မှာ share ကြည့်ရလဲ 5G ကို go ဆိုတွေ့တယ်ပေါ့နော်အော်ဒီဗီဒီယိုဆိုရင်လဲဒါအဟောင်းပါဒီဗီဒီယိုအဟောင်းကိုပြန်ပြီးတော့သုံးပြီးရောရွေးကောက်ပွဲအတွက်ဒါမဲဆွေတဲ့သဘောတင်လာတော့တွေ့တယ်ဒါဒီဘာလို့ချင်တာလဲဆိုတဲ့အခါကျတော့ကျွန်တော်အရင်အရင်ဒီလိုရွေးကောက်ပွဲနဲ့ပတ်သက်ထားတဲ့ဗီဒီယိုတွေတည်းကသူတို့ policy နဲ့လည်းကြိုက်တယ်ကောင်းလို့ရတာလည်းပြင်မဲ့ဟာတွေကိုပြန်ပြီးတော့အစ်တကဲဆိုပြန်တင်တာမျိုးတွေကိုလေကျွန်တော်တွေ့လာရတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဒါ Telegram မှာတွေ့တော့ အဲကျွန်တော် first check in မှာအားနေပြီးရောကျွန်တော် analyze video လေးတော့ဒီမနေ့တင်လိုက်သေးတယ်ဥပမာတင်ထုတ်လိုက်ပါပြီအဲ့တော့နောက်တစ်ခုတွေ့ရတာကဘာလဲဆိုတော့2015နဲ့2020မှာ NLD မဲဆွေရေးအတွက်ရိုက်ခဲ့တဲ့ဒီလိုဗီဒီယိုတွေလည်းရှိပါသေးတယ်အဲ့တော့အဲ့မှာမှကျွန်တော်တို့ဒါ Driver Wine ကိုရိုက်တဲ့ပြောင်းလဲချိန်တန်ပြီး2015 Driver Mighty Wine နဲ့ Orator ကိုရိုက်တဲ့ အဲခိဝင်ကိုထန်ခိလန်းကိုရှောက်ပေါ့နော်ဒါကတော့ဆရာကြီးဟန်တာရီဥဝင်တင်ရဲ့စာအုပ်ခေါင်းစဉ်ပါအဲ့တော့ဒါနွေရိုက်ထားတဲ့ကားတွေတွေကနေပြီးတော့သူက NLD ကိုပြန်စော်ခြင်းနဲ့အလုံးနေကြရင်လေသူကအဲ့တိုင်အပိုင်းလေးတွေကိုဖြတ်ဖြတ်ပြီးတော့အခုနောက်ပဲ Telegram မှာတောက်လျှောက်တင်နေတာကိုကျွန်တော်တွေ့ရတယ်တွေ့တော့ဒီမှာဒီကနေဆက်ဆက်စဉ်းစားရင်ကျွန်တော်ချင်းချောက်မှု တွေထက်တွေ့တယ်နံပါတ်1ချိန်ချောက်မှုကဘာကိုထက်တွေ့ရလဲဆိုတဲ့အခါကျတော့အခုချိန်မှာကျွန်တော်တို့ဒါ polarization လို့ခေါ်တာပေါ့ဘက်ကွဲမှုတွေများနေများနေဆိုတော်လိုင်းဘက်ကအင်အားစုတွေကလည်းဒီလိုစစ်တပ်ဘက်မှာစစ်တပ်ကိုဘောမှပြီးလှုပ်ပေးနေတဲ့သူတွေအပေါ်မှာတော်တော်ကြီးညမောင်းကြိုးကြတယ်ဒီအပေါ်မှာလည်းတိုးစို့တုံ့ပြန်ဝေဖန်မှုတွေအရှိတယ်ရှိတော့တစ်ဖက်နဲ့တစ်ဖက်ပို့ပြီးကို꽌သွားအောင်စစ်တပ်ကရွေချက်ရှိရှိဒီလိုတော်လိုင်းတဲမှာပါတဲ့အမှုတင်နေရှင်နေတဲ့သူတို့ဘက်မှာရှိနေတဲ့သူတွေကြမှာ꽌ဝအောင်လှုပ်ဆောင်နေလို့ကျွန်တော်မြင်ပါတယ် နောက်တစ်ခုကကြတော့နေဦးတော်လိုင်းအစပိုင်းမှာပါခဲ့တဲ့အကြောင်းအကျောင်းကြောင့်ဆက်လက်ပါဝင်ခြင်းမရှိတော့တဲ့သူတွေဥမာပြောရရင်တော့လက်မထိုးလိုက်ရတဲ့သူတွေခံဝင်ထိုးပြီးနေရတဲ့သူတွေရှိပါလိမ့်မယ်။အဲဒီလူတွေကိုတမင်တကာအတုံးချပြီးတော့ဒါမင်းတို့တော်လိုင်းကြီးဒီဘက်နေဦးတော်လိုင်းရဲ့ဘက်အချမ်းကိုနော်ဒီလူမျိုးစုတော်လိုင်းရဲ့ဘက်အချမ်းမင်းတို့တော်လိုင်းကြီးကတော့အဲကျိုးပြက်နေပါပြီတော့ဒီလူတွေကတော့ဒီစစ်တပ်ကိုလှုပ်ပေးနေရတယ်ရွေးကောက်ပွဲကိုမဲဆွေပေးနေရတယ်ဆိုတဲ့ပုံစံမျိုးပေါ်ပေါက်အောင်လှုပ်ချင်းပါပဲအဲ့တော့ဒီလိုလှုပ်ချင်းအတင်းဘာထက်လာလဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ဒီဘက်ကနေဆဲတာ ကန်ထုတ်တာတော့ဟိုဘက်ကဒီစစ်တပ်ကလူတွေကလည်းအော်နောက်ဆုံးကြတော့ငါတို့ဒီဘက်အတိုင်းဝမ်းအလိုမရှိပါလားဆိုတော့သူ့ရဲ့စစ်တပ်ရဲ့ထီးရိတ်အောက်ကိုပို့ပြီးတော့လုံလုံခြုံခြုံရောက်ရှိသွားအောင်သူတို့လုံနေတဲ့အကွက်တည်းလို့ထင်တယ်။အဲ့တော့အဲ့နေရာမှာကင်းလွတ်နေတယ်။ຫນွေဦးတော်လိုင်းစာရင်းကလည်းမပါဝင်ခဲ့ဘူး။ຫນွေဦးတော်လိုင်းနဲ့လည်းအဲပတ်သက်ခြင်းမရှိဘူးနှုတ်ဆက်နေတယ်။ဒါမဲ့ရှေ့15 20ကာလတွေမှာလှုပ်ရှားမှုရှိခဲ့တဲ့သူတွေရောလေဒီလမ်းကြောင်းတွေပေါ့အတင်းဆွဲထည့်နေတာကိုတွေ့ရပါတယ်။အခုတော့ဒီဖြစ်စဉ်ဆိုရင်ဒါဒီဗလာမင်းလိုကားမျိုးပြန်တင်တဲ့ဖြစ်စဉ်ဆိုဒီအကွက်ပါ။ အဲ့တော့ကျွန်တော်ဒီဘက်ကတစ်ဖက်ချမ်းသုံးသက်ဝေဖန်နေသူတွေကလေဒီ area ပုံမှာသုံးသက်ဝေဖန်လိုက်တယ်ဒီသုံးသက်ဝေဖန်မှုတွေကိုအကြောင်းပြုပြီးတော့ဒါအကွဲအပြည့်တွေပို့ထစ်လာအောင်အကွဲအပြည့်တွေပို့ထစ်တဲ့အခါမှာသူ့ဘက်ကနေပြီးတော့အာနာလွှမ်းခြုံပြီးတော့တစ်ဖက်ကလူတွေကိုကာကွယ်ပေးခြင်းအပြင်သူ့ရဲ့ထိရိုက်ကိုခိုရဲသူတွေညားလာအောင်ဆိုတဲ့တစ်ချက်ကုတ်နှစ်ချက်ပြက်နှစ်ချက်တော့မကပါဘူးတည်းတစ်ချက်ကုတ်သုံးချက်ပြက်ပုံစံမျိုးနဲ့လှုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ဒါဒီအဖက်ဘက်မှာရှိတဲ့ဒီဗီဒီယိုရုပ်ရှင်တွေမကောက်ဘူး။ကြ བྱ ားတွေ၊စာရေးဆရာတွေ၊အမှုတင်တဲ့အရှင်တွေပြည်သူကိုတသုံးတရာပြောဆိုနိုင်တဲ့လှုံ့ဆော်နိုင်တဲ့ တော့တည်သူကိုလွှမ်းမိုးနိုင်တဲ့သူတွေအားလုံးကိုစစ်တပ်ကတော့ဒီအချိန်မှာအတုံးချမှာပဲဒီလိုအတုံးချခြင်းအထင်ပါထစ်လာမလဲဆိုဘတ်တွေကွဲလာမယ်အထက်ကလူတွေကလည်းတီရင်းထဲမှာရှိနေတဲ့သူတွေတော့ဒါဘလိုပဲဖြစ်ဖြစ်စစ်တပ်အုပ်ချုပ်မှုအဝင်းအဝိုင်းအောက်မှာရောက်နေတဲ့သူတွေကလည်းငင်းဆန်မှုဆိုတာတော်တော်ခက်ခဲတဲ့ကိစ္စပါအဲ့တော့ဒီငင်းဆန်မှုတွေကြောင့်ငင်းဆန်ရင်လည်းအဖမ်းခံရမယ်တော့ပုံမှန်နေုံတုံနဲ့တရားစွဲခံရမယ်ဖိစီးနှိပ်စက်ခံရမယ်အဲ့တော့ဒါရီကိုအတွက်တို့ကလည်းလိုက်ရောရတယ်။လိုက်ရောရတဲ့အခါမှာတစ်ဖက်ကနေကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေဘက်နဲ့ပြည်သူအများစုရဲ့ညှို့ညင်မှုကိုခံရမယ်။ အဲ့တော့ဒါဒီဘက်ကွဲအောင်လုပ်ပြီးတော့လူဖွဲ့စည်းအတွင်းမှာအာဟိုအားကောင်းနေတဲ့တော်လှန်ရေးကိုရုပ်ရော့အောင်ဘက်ကွဲဝအောင်လုပ်တဲ့မြန်မာစစ်တပ်ရဲ့ဒါရွေးကောက်ပွဲအသုံးပြုဝါရထန့်ချီပြီးတော့တစ်ချက်ကုတ်သုံးချက်ပြက်နီးနဲ့သူရဲ့ဆက်အာနာရှင်ဆက်အာနာရှင်ဝါရဆက်အာနာရှင်စနစ်ကိုတိဆောက်နေခြင်းဖြစ်ပါတယ်အဲ့တော့အားလုံးဒီနေရာမှာ ဒီတေယုဆောင်လောကပဲဖြစ်ဖြစ်သေးစာပေအမှုတင်ရလောကပဲဖြစ်ဖြစ်သေးအင်မတန်သတိထားဖို့လိုပြီးအင်မတန်ပါနှက်ဖို့လိုတဲ့အချိန်ဆိုတာလေးကျွန်တော်တိုက်တွန်းရင်းနေပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါရစေကြကျွန်တော်မနေ့ကမှားတင်ပေးရဗီဒီယိုအတွက်လေအဲထိခိုက်နေတဲ့သူအားလုံးကိုတောင်းပန်ပါတယ်အဲကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ရှုပေးရအတွက်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ